Hello အလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Anthony Santos နဲ့ Rasmus Højlund တို့ပါဝင်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါဒီနေ့ရထားတဲ့သတင်းတွေမှာဆိုလို့ရှိရင်ဒါ Anthony Santos နဲ့ပတ်သက်လို့ Real Betis ရဲ့ CEO ဖြစ်တဲ့ကျွန်တော်တို့ Ramon Acaron ကနေပြီးတော့ပြောထားတာတွေကျွန်တော်ရှိတယ်။သူပါပြောထားလဲဆိုတော့ Anthony Santos ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့သူတို့လက်ရှိမှာအလုပ်လုပ်ဆောင်နေစေဖြစ်တယ်ပေါ့နော်။လက်ရှိမှာတော့ပုံသေးအကြောင်းအရာတခုကိုပြောပြဖို့က เนาะ impedance ဆိုလုံးသေးတယ်ကျွန်တော်ဖြည်းဖြည်းချင်းနဲ့မှန်မှန်ကန်ကန်ရှေ့ဆက်ပြီးတော့ဒီကစားမဖြစ်သူရဲ့အပြောင်းရှိကိုရဖို့ကြိုးပမ်းနေတယ်ပေါ့ဗျာဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော်အားဖြည့်စရာနေရာတွေကလည်းရှိနေတယ်ဆိုတဲ့အခါကျတော့အခုလက်ရှိအချိန်ဒီဟာဘယ်လိုပြောမလဲထိရောက်တဲ့အပြောင်းအရွှေ့တွေလုပ်ဖို့က impedance ဆိုးလွန်းနေသေးတယ်ဆိုပြီးတော့သူပြောထားတယ်။ဒါအပြင်ဟိုတနေ့ကကျွန်တော်တို့အန်တိုနီဆန်တိုးနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ကြည့်ရင် Real Betis ရဲ့ဘက်ကအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်လို့ပေါ့နော်သူတို့ဟာအငှားနဲ့ပဲလူကျင်တာဗျာ အသင်းထံကိုအငှားစာချုပ်နေသူကန်လန်းကျင်တဲ့အဲ့ဒီတဲမှာမှာယူရို35တန်းအပါဝင်အပြီးတဲ့ဝယ်ယူခွင့်ဆိုတဲ့ဒီစာချုပ်ကိုသူတို့ကထည့်ပြီးတော့ United နဲ့အလုပ်လုပ်ချင်တာ United ရဲ့ဘက်ကဒီနွေမှာမဖြစ်မနေဆိုသလိုကျွန်တော်တို့ကငွေရှာဖို့လိုတယ်ဆိုတော့ကိုအသင်းကနေပြီးတော့ထွက်မဲ့ကစားမတွေကိုဘသူမှမစူဘောနော်အငှားမဟုတ်ဘဲနဲ့အပြီးတဲ့ကျွန်တော်တို့ကရောင်းချနိုင်မှသာလင်အသင်းအတွက်တော်ကကြမှာဒါတွေကအသင်းအတွက်တိုင်ပတ်နေတာပဲကျွန်တော်တို့ဒီများတွေရဲ့ဘက်ကလည်းကိုကစားမတွေကိုလုံးဝမယုံမယုံတော့ အပြည့်သက်ဝယ်ယူဖို့တွေကိုသူတို့တွေကစိတ်မဝင်စားဘူးကိုတင်းရဲ့ဘက်ကလည်းအပြည့်သက်ရောင်းချမှငါတို့ကငွေရမှာအငှားနဲ့ဆိုလို့ရှိရင်ကိုတွေပဲတိုင်ပတ်မှာဆိုတော့အခုချိန်ထိဘာမှကျွန်တော်မသိရသေးဘူးဆိုတော့အခုချိန်ထိလည်းတရားဝင်ကန်းလန်းလာတဲ့အသင်းတွေဆိုတာမျိုးကကိုကစားမားတိုင်းတွေရှိမနေသေးဘူးအန်တိုနီဆန်တိုဆိုလို့ရှိရင်ဗျာကျွန်တော်ဒီဘက်တစ်ကိုအငှားသွားကစားတယ်တကယ်ကောင်းတဲ့ performance သူပြခဲ့တာပဲ United မှာသူတိုင်ပတ်နေတာနဲ့စာလို့ရှိရင် bet တွေကိုသူသွားကစားပြီးတော့တကယ်အချင်းကြီးကောင်းခဲ့တယ်။ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တို့သိတဲ့အတိုင်းပဲ ကစားမကဒီဘယ်လိုပြောမလဲသူများတွေအမှန်ကန်အပြီးသက်ဝယ်ယူခြင်းနဲ့အထိခြေသွန်းကကျွန်တော်ကောင်းမနေဘူးအဲ့လိုမျိုးဆိုတော့ဟိုယုံကြည်စရာလဲကောင်းမနေဘူးဘောနော်ဒီကောင်းကိုသူတို့ပြောတဲ့35တန်တန်40ဆိုတာကတန်ပါမလားခေါ်ရင်တပတ်ကိုလည်းလောက်ခလာစားကလည်း2သိန်းလောက်ရှိတယ်ဗျာဒါကိုလည်းမရရအောင်ညှိရအောင်ပါဆိုတော့ကကြတော့ဘယ်အသင်းကမှယူနိုက်တက်ပေးတဲ့ငွေတွေကိုကစားမပဲဖြစ်စီကျွန်တော်ဒီအသင်းထံကိုပဲဖြစ်စီပြောင်းရွှေ့ခြင်းအနေနဲ့သူတို့ပေးနိုင်မှာမဟုတ်ဘူးကြောင့်အန်တိုနီဆန်တိုးရဲ့ အပြောင်းရွှေ့ကအတင်းအတွက်တတော်ကိုအကျက်ရိုက်နေတယ်။အခုချိန်မှာတော့ကျွန်တော်သူပြောတာတွေကိုကြည့်ရင်ဘတ်တရဲ့ဘက်ကတော့သူတို့တကယ်ခေါ်ကျင်တဲ့ပုံစံမျိုးပါ။ဒါမျိုးလိုအပြီးတက်တော့သူတို့မဟုတ်ဘူးပေါ့နော်။တော်ဖြည်းဖြည်းချင်းနဲ့တော့သူတို့လှုပ်လှုပ်နေတယ်အကယ်လို့အန်တိုနီဆန်တုမရရင်တရားကစားမကိုသူတို့ကျူပန်းသွားနိုင်ချေရှိတယ်အခုကဆန်တုစ်လိုခြေသွမ်းမျိုးကဗျာမင်းကလည်းဟိုထူးခြားနေတာမဟုတ်တဲ့အခါကျတော့ဒီကောင်းစီယာနေပဲရမယ်ဆိုတာမျိုးမှကျွန်တော်မဟုတ်တာနော် အဲကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်လို့ဘက်တရီအုတ်ဂရာဖြစ်သူကတော့သူတို့ဖြည်းဖြည်းချင်းနဲ့သူတို့ကျူးပန်းနေတယ်လို့ပြောထားတယ်။လက်ရှိမှာထိရောက်တဲ့အရာတွေလို့ဖို့တော့အင်မတန်ဆိုးလွန်းသေးတယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့အန်တိုနီဆန်တိုးစ်ကိုတကယ်ခေါ်မလားကျွန်တော်စောင့်ကြည့်ရမှာပေါ့လေ။အဲ့တော့နောက်ထပ်သတင်းတစ်ခုကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင် Rashford Highland နဲ့ပတ်သက်တဲ့သတင်းမှာ United ရဲ့ဗောနော်တာဝန် Manchester United ဒီဗောနော်အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Rashford Highland ကိုဟိုအနာဂတ်ဘယ်လိုအခြေအနေ အတင်းဘက်ကဘလို့စီစဉ်ထားသလဲဆိုတာကိုလုံးဝမရွေးချယ်ရသေးဘူးပေါ့နော်သူသူပြင်းတော့ဟိုရတိပြမဆုံးဖြတ်ရသေးဘူးပေါ့ဗျာအတင်းမှာဆက်ထားမှာလားအပြည့်တဲ့ရောင်းချမှာလားအတင်းနာကတဲ့မှာပါလားမပါဘူးလားဒါဒီနဲ့ပတ်သက်လို့ white line ကိုအတင်းဘက်ကမဆုံးဖြတ်ရသေးဘူးပြီးခဲ့တဲ့အပတ်ကတော့ white line ရဲ့တာဝန်ရှိသူတွေဘက်က Manchester United ရဲ့တာဝန်ရှိသူတွေနဲ့တွေ့ပြီးတော့ဗောနော် okay ငါတို့ကစားမိုက်အနာကကဘယ်လိုလဲဘယ်လိုအခြေအနေရှိနေလဲဆိုတဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်သိရတယ် white line ကိုတော့တော်တော်တင်မှာ အင်တာမီလန်အပါအဝင်တခြားကလပ်တွေနေအများအပြားစီကနေပြီးတော့ဆက်သွယ်မှုတွေရရှိထားတယ်ဗောနော်ယူနိုက်တက်ရဲ့ဘက်ကတော့ဝှိုင်းလန်ကိုအသင်းလူစင်းမှာဆက်ထားခြင်းဒါမှမဟုတ်တရားစီအငှားချသွားတာမျိုးလည်းဘာမစိုးဖြစ်နိုင်စွမ်းရှိသေးတယ်ဆိုပြီးတော့ ESPN ရဲ့ Rob Dawson က report လုပ်ထားတယ်ဝှိုင်းလန်နဲ့ပတ်သက်လို့ရှိရင်ဒီချိန်မှာပြောရတာအင်မတန်ခဲရင်တယ်အတခြားကြောင့်မဟုတ်ဘူးကျွန်တော်တို့ကဒီကြတာတစ်ခုကတော့ဗောနော်ကိုရီလှုပ်ခြင်းတဲ့အရာကတိုက်စစ်မှုကောင်တယောက်ကိုရအောင်ခေါ်ပြီးလို့ရှိရင်ဝှိုင်းလန်ကိုရောင်းချဒါဒီကျွန်တော်တို့လှုပ်ခြင်းတဲ့အရာပဲ ယတနာကညီကလို့တည်တဲ့အတိုင်းပဲတိုက်စင်မှုကဘသူ့ကိုခေါ်มาလဲဟုတ်တယ်မလားဗီတာအိုစီမန်ဆိုလို့ရှိရင်လည်းလက်တွေ့သိမကြဘူးဗျာလက်ရှိမှာဗီတာဂီယိုခရက်ဆိုလို့ရှိရင်လည်းဖြစ်နိုင်ကြီးကကျတော့အများကြီးမရှိသေးလို့အတင်းဘက်ကတကယ်ကျူးပန်းနေတာလည်းမဟုတ်သေးဘူးနှစ်ယောက်စလုံးကလည်းတန်း80လောက်ထိကုန်ချနိုင်မယ့်အပြောင်းရွှေ့တွေဆိုတော့အတင်းဘက်ကအမ်ဘူမူကိုခေါ်ဖို့အတွက်အပြည့်အသက်ပြတာနဲ့ဒီကစားမားတွေကိုကျူးပန်းဖို့ဟာတော်တော်ကိုခိုင်းရင်းသွားတော့မှာဆိုတော့တိုက်စင်မှုအစ်တစ်ယောက်ရောက်မလာဘဲနဲ့တော့ဝှိုင်းလင်းတို့ကိုလက်လွတ်ဖို့တော့မရှိဘူး တော့ white land ကိုပဲအရင်ဆုံးလက်လွတ်ပြီးမှတိုက်စစ်မှုတရားကိုခေါ်မှလာတိုက်စစ်မှုအစ်တတရားရောက်လာပြီးမှ white land ကိုလက်လွတ်ချင်တာလားဒါတွေကကျွန်တော်ကိုကိုပြပြမသိရသေးဘူးเนาะတေချာတာတစ်ခုကတော့အန်ဘူမွေရဲ့အပြောင်းအရွှေ့ပြီးပြီဆိုတာနဲ့တိုက်စစ်မှုတရောက်လာဖို့မရှိဘူးအသင်းကကစားမားတွေအပြောင်းဒီအယောင်းဝယ်မလုပ်ခင်ဒီနေရာမှာ white land မဟုတ်ဘူးတခြား rashford တို့ကနာချူတို့ပေါ့နော်ဒါဟို san chu တို့ anthony santo တို့ဒီကစားမားတွေကိုရောင်းချပြီးမှငွေရှာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲအဲကြောင့် rashford white land နဲ့ပတ်သက်လို့တော့ အတင်းဘက်ကဘာမှကိုမဆုံးဖြတ်ရသေးဘူးဆိုတဲ့သဘောပဲ။ကစားမတောင်းရှိသူတွေရဲ့ဘက်ကတော့ရှင်းရှင်းလင်းလင်းသိကျင်တာပေါ့လေ။အတင်းမှာဆက်နေရလေကောင်းနေပဲ။သူတို့ white line တို့ဘက်ကတော့တော့သူတို့လည်းပဲလက်ရှိဟိုတခြားကန့်လန့်မှုတွေဘာတွေရထားတယ်ပြောတာပဲ။အတင်းဘက်ကတော့ဗျာကန့်လန့်မှုတွေရတယ်ဆိုရင်တော့ကောင်းနေဟဲ့။ငါတို့ငါတို့အတင်းထံတကယ်ကန့်လန့်မှုပဲလိုတော့တာ။နော်တကယ်ကန်လန်းတဲ့ဈေးကိုကျွန်တော်တို့ကြည့်ပြီးတော့လက်လွတ်မလွတ်ဆုံးဖြတ်ပါပဲဟုတ်တယ်မလား။ဖိုင်လန်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ တိတ်ပြီးတော့ဗောနော်ဟိုမျောလင်းစရာတော့အများကြီးမရှိပါဘူးဒီလားတကယ်ကန်းလန်းလန်းကြာမလားပြီးလို့ရှိရင်အသင်းဘက်ကလူချင်းတဲ့ဈေးကိုပြီးပါမလား white line ကတော်တော်ကိုတိုင်ပတ်နေတာဆိုတော့ italy club တွေကတော့တကယ်လူချင်းရတယ်မှာပါတယ်ဆိုတော့သူတို့တကယ်ထိရောက်တဲ့ကန်းလန်းမှုတွေလောက်လာမလားပဲကျွန်တော်ကြည့်ရမှာပဲเนาะဆိုတော့ချစ်သူများတွေမှာလည်းညီကတို့အနေနဲ့ရောကျွန်တော်သာ white line ကိုအသင်းမှာဆက်ထားတင်နေလို့ထင်ကြလားဒါမို့အသင်းကနေလက်လွတ်တင်နေလို့ထင်ကြလားဆွေးနွေးကြပါအောင်ဆိုတော့ဒီနေ့ညတော့ ိုပြောင်းရွှေ့တဲ့နေနေဘာတွေတိတ်မရှိဘူးဆိုတဲ့အခါကျတော့ live တွေဘာတွေလုတ်ပြီးတော့ပြောစရာကောင်းတဲ့အကြောင်းအရာတွေမရှိလို့ကျွန်တော်မလုပ်ဖြစ်တော့ဘူးပေါ့နော်ကျေးဇူးများတင်ပါတယ်ဆိုတော့မနေ့ပြန်မှကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့အားလုံးကိုကျေးဇူးပါ